MSP ဒီကနေ့တဲ့အချိန်မှာတော့ဘာအချင်းကုန်မှမရှိပါဘူးဟိုအမှန်တိုင်းပြောရရင်ဘာမှဟိုအနောက်ရှက်မရှိရပြင်တခါကျရင်အဲ့လိုကူညီရလို့ခံစားရအောင်ဟိုပတ်မိုးပြီးရအပိုင်းလေးတောင်ရှိတယ်ဘာလို့လဲဆိုတော့ဥပမာအစင်းတစ်ခုပြပါကျွန်တော်လင်းကုန်နဲ့လင်းကုန်နဲ့သူ့အမေနဲ့သူ့အဖေနဲ့၃ယောက်လင်းကုန်ခန်းထဲမှာပြောနေအစင်းမျိုးဆိုတော့အဲ့ဒီလင်းလင်းကုန်နဲ့သူ့အဖေနဲ့အဲသူတို့မိသားစုပြောနေတဲ့အချိန်မှာပဲအဲ့လိုလေလေတိုက်လာပြီးတာမျိုးတွေအဲ့ဒါဆိုတကယ်ဆိုရင်အဲ လုံယူလို့မလွယ်ဘူးပေါ့နော်။ဘယ်လိုလဲ။ तू ကသူ तू ကသူဖြစ်လာတာပေါ့နော်။ तू ကသူဖြစ်လာတဲ့အခါမျိုးလေ။အဲအဲ့လိုဘောနဲ့ဖြစ်တဲ့အခါမျိုးလေရခဲ့လို့ကျွန်တော်စိတ်ချလာလည်းဖြစ်နေပါဘူးနော်။ဘာလောကကြီးရဲ့အဆက်အသွယ်လို့စကားပြောနိုင်တယ်ဆိုတာပါရမီတမီရဲ့အမ်စပီဒီနေ့ကနဝင်တဲ့ Red Cup Show ပေါ့နော်အဲပြောမယ်ဆိုဒီနေ့မှအကုန်လုံးပေါ့နော် Red Cup Show ဆိုတော့ဒီမှာ ပြည်သက်တွေရောအဲဒီရုပ်ရှင်မှာပါတဲ့လူတွေရောပြီးတော့ကျွန်တော်တို့လောကတဲကရုပ်ရှင်လောကတဲအညီကိုမောင်မတွေရောစပြီးပြတဲ့နေပေါ့အဲဆိုတော့အဲကျွန်တော်လို့ဖန်တီးထားတဲ့ရုပ်ရှင်ကိုအဲသူတို့ဘာတွေဝေဖန်ကြမလဲဘယ်လိုအကြံပေးမလဲစပြရတာဆိုတော့ရင်းခုန်တာပေါ့နော်ကျွန်တော်တေချာပြင်ဆင်ပြီးဖန်တီးထားပါတယ်ဟိုအစကုံလုံးပေါ့နော်အစအလယ်အဆုံး ရှိသမျှအာ process အကုန်လုံးကိုအသေးစိတ်ပြင်ဆင်ပြီးတော့အကောင်းဆုံးဖန်တီးထားပါတယ်ခင်ဗျာ။လက်ဝင်တယ်ဆိုတာကအာကျွန်တော်ရိုက်ချင်တဲ့ရုပ်ရှင်အမျိုးဆိုင်မှာပါတယ်။ဒီဟာကြီးကကျွန်တော်အစတုန်းကပြောမစို့ based on true story လို့ပြောလို့ရတယ်။အပြင်မှာတကယ်ရှိခဲ့မှုတွေဟာတွေအာကျွန်တော်တွေ့ခဲ့မှုတွေဟာတွေအဲကျွန်တော်ကိုယ်တိုင်လည်းကြုံခဲ့မှုတွေဟာတွေအဲ့လိုအဖြစ်အပျက်တွေကိုအဲ များကြီးရှိတာပေါ့နော်အဲ့အဖြစ်အဖြစ်ပြတ်တွေကိုပြန်ပြီးတော့ဇလန်းတိဆောက်ပြီးတော့ဒီအောင်ရုပ်ရှင်အဖြစ်ပြန်လဲပြန်ပြီးတော့အသက်သွင်းထားတဲ့ရုပ်ရှင်ပုံစံမျိုးပေါ့နော်ဟင်းလာတာပြောအဆွာလာတာဒီကားထဲမှာကအာပြောမလို့လင်းကုန်ရဲ့ universe ပေါ့နော်လင်းကုန်ဆိုရင်ခေါမလေးရဲ့ universe အဲ့ထဲမှာအဲ့ထဲကိုဆွဲထည့်ပြီးတော့ကျွန်တော်ပြကျင်တဲ့ပလောက်တွေနဲ့ကျွန်တော်တို့ကြုံခဲ့မှုတွေဟာတွေနဲ့ပြီးတော့ကျွန်တော်တို့ရဲ့ ယုံကြည်ရပေါ့เนาะအဲယုံကြည်ရအာအစွဲတွေပြီးတော့ဒီပရလောကနဲ့ပတ်သက်တဲ့အကြောင်းတွေပေါ့เนาะအဲအကြောင်းတွေကိုအများကြီးပေါင်းစပ်ပြီးတော့အဲဇလန့်တိဆောက်လိုက်တယ်အဲအဲ့ရနေမှာတဖြည်းဖြည်းချင်းနဲ့လက်ဝင်တယ်ဆိုပြီးတော့ဖြစ်လာတာသူ့ကိုတင်းကိုအိမ်မထဲမှာပြေးဘူးလေ ကျွန်တော်ဒီကားကိုစားရိုက်မယ်ဆိုရင်အပြင်းနဲ့ရိုက်မယ်ဆိုပြီးတော့ပဲယူရတာပေါ့နော်အဲတခြားလူနဲ့ဆိုရင်အဲမဖြစ်နိုင်အောင်ပြင်းနဲ့ပဲကျွန်တော်ရိုက်မယ်ဆိုပြီးတော့အဲစိတ်ကူးထားချောချောလတ်လာလေးပေါ့နော်ချောချောလတ်လာလေးနဲ့သူကအဲ့လိုအဲပြောမယ်ဆိုဝိညာဉ်တွေပရလောကရင်နဲ့ပတ်သက်လို့ရတယ်ပေါ့ပါလေလိပ်ပြာလာတယ်ကျွန်တော်မြန်မာလူဆိုရင်ကျွန်မအယူဆနဲ့ပြောရင်အလွယ်ပြောမယ်ဆိုတော့လက်ပြလာလက်ပြလာရလို့ပြောတာပေါ့နော်အဲ့လိုလက်ပြလာရင်ကောင်းပါလေချောချောလတ်လာလေသူ့အချင်းလည်းဟာဟုတ်ရပါပဲ အဲ့လိုကောင်းပါလေးမျိုးပေါ့နော်လေးကုံဆယ်ကောင်းပါလေအဲ့တော့ကင်းနေမှာဖြစ်မယ်လို့ဒီကောင်းနောက်ဝင်တယ်ကိုရရင်မင်းသမီးကကျွန်တော်သူ့ကိုပဲမြင်တာအဲ့ဒီအတွက်ကြောင့်လည်းကစ်ကိုလက်သေးချပြပြကင်းနေတယ်ရိုက်ဖြစ်ခဲ့တာပေါ့ Nori do that got me you your mother အဲ့လိုမျိုးထင်ကြီးပေးတဲ့ပရိသတ်တွေကိုလည်းအဲကျေးဇူးတင်ပါတယ် ကျွန်တော်တို့ဘက်ကတော့အကုန်လုံးပေါ့နော်ပေါင်းနဲ့တရုတ်ဆောင်တွေကစ်ကစပြီးအကုန်လုံးအကုန်လုံးဒီရုပ်ရှင်ကြည့်ကြည့်ရင်တော့အဲကြည့်ပြီးသွားရင်တိမှာပေါ့နော်အကုန်လုံးကတော့ဟိုကြရအခန်းကဏ္ဍမှာအသေးစိတ်ကိုတေချာကြိုးစားထားကြပါတယ်松嘛，哎，干嘛你先搞软他吧嘞？哎，切，我看你啊，又又不拉了，我不，阿爸没你了。 ်ဟုတ်အဲအဲ့လိုမျိုးအတွက်တော့အများကြီးကျွန်တော်ရိုက်နေတဲ့အချိန်မှာလည်းအများကြီး view ဆိုင်ပါတယ်ရိုက်နေတဲ့အချိန်မှာဆိုကျွန်တော်ဒီလိုဟာမျိုးရိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုအဲရိုက်တာလည်းပင်းတရားပေါ့နော်အိန္ဒိယလိုနေရာမျိုးမှာရိုက်တယ်အဲ့လိုဟာမျိုးရိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ပို့ပြီးတော့အဲတာမန်ရုပ်ရှင်ကားတဲ့ကျွန်တော်ပို့ပြီးတော့ခရုဆိုင်ဆိုက်ရတယ်ပြီးရိုက်တာလည်းကျွန်တော် night scene တွေပဲရိုက်ရများတယ်ညအဲဥမာညနေ9:00 6:00နာရီပြီးတော့မနက်6:00 9:00လောက်ထိပေါ့နော်ညဘက်တွေပဲရိုက်တာများတယ်ဆိုတော့ င်းမှာလည်းအဲလိုဝိညာဉ်တွေဗရလောကနဲ့ပတ်သက်တဲ့ဟာတွေပြီးတော့အဲညောင်မင်းကြီးတွေဝိညာဉ်တွေနဲ့ဆက်သွယ်တဲ့ဟာမျိုးတွေအဲလိုဆင်းမျိုးတွေပါတဲ့အတွက်ကြောင့်မလို့ခုနပိုပြီးယူဆိုင်ကလည်းပြီးတော့ကျွန်တော်ရိုက်နေတဲ့အချိန်မှာဆိုပိုပြီးဆင်းပြောင်ကျွန်တော်အတွက်အရေးကြီးတဲ့ဆင်းနေကြရင်အဲလိုဆရာလေးပေါ့နော်အိမ်နဲ့မြေအိတ်ဒေတာမှာရှိတဲ့အဲလိုပိုင်ရဆိုင်ရဆရာတွေကိုပါကြိုတင်ပြီးသူတို့ခေါ်ထားတာပေါ့ဆင်းမှာအပွဲပေးရတယ် က်ဆိုင်ရာနေရာရိုက်မဲ့နေရာမှာဆိုရင်ရိုက်ကျွန်တော်ရိုက်မဲ့ area မှာရှိတဲ့ညောင်ပင်တွေရိုက်မဲ့ area အာဟာတွေပြီးတော့အိမ်တွေပေါ့နော်အဲ့နေရာတွေအဲ့နေရာတွေအကုန်လုံးကိုပွဲပေးပြီးတော့တောင်းပန်ပြီးတော့ကျွန်တော်ရိုက်ကွေးလုပ်နေတာပါဆိုတဲ့ဟာမျိုးပြောထားရရှိတယ်ပြီးအဲ့ဒါအပြင်ခုနအရန်အရေးကြီးတဲ့စင်းမျိုးတွေဆိုရင်ဆက်ရပါကျွန်တော်တို့စင်းမမှာခေါ်ထားပါတယ်တကယ်လို့တစ်ခုခုညာတစုံတရာဖြစ်ခဲ့ရင်ဆိုတော့စိတ်မျိုးနဲ့ပေါ့နော်ဒီကားရတဲ့အချိန်မှာတော့ဘာအထင်းကောင်းမှမရှိပါဘူးဟို အမှန်တိုင်းပြောရရင်ဘာမှဟိုအနောက်ရှက်မရှိရပြင်တခါကျရင်အဲ့လိုကုညီရလို့ခံစားရအောင်ပတ်မိုးပေးတဲ့အပိုင်းလေးတောင်ရှိတယ်ဘာလို့လဲဆိုတော့ဥပမာဆင်းတစ်ခုပြပါကျွန်တော်လင်းငုံနဲ့လင်းငုံနဲ့သူ့အမေနဲ့သူ့အမေနဲ့၃ယောက်လင်းငုံခန်းထဲမှာပြောနေဆင်းမျိုးဆိုတာအဲ့လေလင်းငုံနဲ့သူ့အမေနဲ့သူတို့မိသားစုပြောနေတဲ့အချိန်မှာပဲအဲ့လိုဒီလေတိုက်လာပြီးတာမျိုးတွေအဲ့အဲ့ဒါဆိုတကယ်ဆိုရင်အဲလုံယူလို့မလွယ်ဘူးပေါ့နော်။သူကသူကသူဖြစ်လာတာပေါ့နော်။သူကသူဖြစ်လာတဲ့ဟာမျိုးတွေ။ လေအဲ့လိုမျိုးလည်းဖြစ်တဲ့ဟာမျိုးလည်းရခဲ့လို့ကျွန်တော်စိတ်ထင်အားလည်းပြင်ပြီးပါဘူး။ဘောခနိုင်ပါတော့ဂျူပါမျိုးဘောတဲ့မျိုးနဲ့ကိုဆက်လို့ရိုက်ခဲ့ရလို့ဂျင်းနေပါဘူး။ဟုတ်ဂျင်းနေပြီလားဆိုတော့အာဒါတော့ကျွန်တော်ဟိုမြင်တော့ကျွန်တော်လုံးဆရာရှိတဲ့အဲ့လိုကိုပဲအဲဆက်လုပ်နေရပါတော့။အာနောက်ရိုက်မဲ့ရုပ်ရှင်တွေကြရင်လည်းဒီလိုမျိုးကိုအဲ့ချိန်ကျရင်ဖြစ်လာတဲ့စိတ်တိုင်းပေါ့နော်ကျွန်တော်ဗာရိုက်ချင်တယ်လည်းဘယ်လိုမျိုးဖန်တီးချင်တယ်လည်းဘယ်လိုမျိုးရိုက်ချင်တယ်လည်းပေါ့အဲ့ဖြစ်တဲ့စိတ်တိုင်းပဲကျွန်တော်ဆက်ရိုက်ပါတော့။ ပြီးတော့တကယ်လို့ဒီရုပ်ရှင်ကောင်းကိုဟိုကြည့်လို့အဲသဘောကျတယ်ကြိုက်နေတတ်တယ်ဆိုရင်ကြိုက်တယ်ဆိုရင်ပေါ့နော်ကြိုက်တယ်ဆိုရင်လည်းအဲတယောက်နဲ့တယောက်အာလက်တို့ပြီးတော့ sharing လုပ်ပြီးတော့ဒီရုပ်ရှင်ကောင်းကိုပို့ပြီးအောင်မြင်အောင်ပံ့ပိုးပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျာမြန်မာစတာပစား